အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းဟိတာပဲဖြစ်ပါတယ်ဗုဒ္ဓဟူးသာသမီများအတွက်ဂျွန်လတလစာဟောစနနေ့လေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဟူးသာသမီများနဲ့ယာဟူးသာသမီများမှာပါပါတယ်နော်ဒီဟောစနနေ့မှာပေါ့နော်အဲ့တော့ဒီလမှာပေါ့နော်ယံပြိပခဖြစ်ရတာမျိုးအငင်းခုဖြစ်ရတာမျိုးအမြောင်များကြုံတွေ့ရပါတယ်ပြောမယ်ဆိုရင်တော့လူတွေနဲ့အများကြီးပတ်သက်လာပြီဆိုတာနဲ့ပြဿနာတွေကြုံရတာမျိုးအဲလူတွေကြောင့်စိတ်လျှော့ရတာမျိုးစိတ်ညစ်ရတာမျိုးလည်းလုံးဝလုံးဝကြုံရဖို့ရှိပါတယ် နောက်ဒီကာလမှာပေါ့နော်မိမိကိုစိတ်ကောက်တဲ့သူတွေမိမိကိုစိတ်ဆိုးတဲ့သူတွေအရန်များတဲ့တယ်ပြောချင်တာမိမိရဲ့ချစ်သူရေးသားတွေမှာမကပဲမိမိတန်ငယ်ချင်းတွေရကောမိမိရဲ့မိသားစုတွေထဲရကောမိမိရဲ့လုပ်ငန်းတွေထဲရကောအကုန်လုံးနဲ့အဲ့လိုစိတ်ကောက်တာမျိုးမိမိကိုအဲ့လိုဒီစိတ်ညစ်အောင်စိတ်ပြင်းအောင်လုပ်တာမျိုးပေါ့ဒီကဒီကာလမှာ ကြုံတွေ့ရဖို့ရှိပါတယ်။နောက်ပြီးတော့မမီယာအသစ်ဝယ်ယူလိုက်တဲ့ဆက် PC တွေလျှက်စစ် PC တွေနဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့စိတ်အနှောက်အယှက်ဖြစ်ရတာမျိုးထက်ခါတက်ခါလဲရတာမျိုးပြက်တာမျိုးဖြစ်တတ်တယ်။အဲ့တော့ဒီကာလမှာဆက် PC နဲ့ပတ်သက်ပြီးတော့စိတ်အနှောက်အယှက်ဖြစ်ဖို့ရှိရကြောင်းမလို့ဒီကာလမှာအသစ်ဝယ်မယ်ဆိုရင်တော့လုံးဝလုံးဝဝယ်ပါလို့ပြောနေတယ်ပြောချင်တယ်။ဝယ်မယ်ဆိုရင်တော့အဲ့လို ပြက်နာလေးတွေပါလာပါလိမ့်မယ်။နောက်ပြီးတော့စကားရှုပ်တဲ့သူတွေကြောင်းမလို့မိမိမှာမကြာခဏဆိုလို့ဒီလမှာ တစ်ချိန်မကနှစ်ချိန်မကသုံးချိန်မကရှင်းရတတ်တယ်လင်းရတတ်တယ်။နောက်ပြီးတော့မိမိကမမျော်လင့်တဲ့နေရာကနေပြီးတော့မှဘေးရဘလို့မှမသိတဲ့ပတ်စံတွေဘေးရဘလို့မှမသိတဲ့မွေမွေတွေဝင်လာတတ်တာကိုကျွန်တော်တို့နေတွေ့ရပါတယ်။နောက်ပြီးတော့ကိုပိုင်းလုပ်ငန်းလုပ်နေသူတွေပို့လို့ဒီကာလမှာငွေကြေးမြုပ်နယ်မွေရနေပြီးတော့မှအကျိုးမြတ်ကောင်းတွေရရှိလာလိမ့်မယ်။နောက်ပြီးတော့အခိုက်ခဲအခက်ခဲအတိုက်ခံတွေကိုကြော်လှားပြီးတော့အောင်မြင်မှုအစစ်စင်တွေရရှိတတ်ပါတယ်။နောက်ပြီးတော့ဒီကာလမှာပြောရမယ်ဆိုရင်တော့ဟိုကံက ကံကောင်းခြင်းကံဆုံးခြင်းဟာချိန်ဝင်တစ်ခုလိုပဲတည်နေရမျိုးတွေ့ရတယ်အဲ့တော့ကံကောင်းမေဆိုတာ ਨੇ အချိန်မှာလောက်ချာရှိအောင်ပြပြသားလို့ကံဆိုးဝီဆိုတာ ਨੇ အဲ့ဒီရပိုင်းတွေကလုံးဝလုံးဝကံဆိုးရဆိုတဲ့အမွေတက်တွေရှိတတယ်အဲ့တော့ဒီလမှာကံကောင်းဆိုလဲ၄ရက်၅ရက်ကံကောင်းတယ်ကံဆိုးဝီဆိုလဲ၄ရက်၅ရက်ကံဆိုးအဲ့ကြောင့်မလို့ကိုကိုကိုကံကောင်းတဲ့ရက်လို့သတ်မှတ်ပြီးမြင်လိုက်ပြီဆိုတာ ਨੇ အဲ့ရက်မှာအားတိုက်အားဆိုင်ပြီးလောက်ချာရှိအောင်လုပ်ပါဟဲ့ဒီရပိုင်းမှာကိုကကံဆိုးနေရလို့ခံစားပြီးဆိုတာ ਨੇ အဲ့ရပိုင်းတွေမှာတက်လာကြလာပေါ့နော်အရေးကြီးတဲ့ကိစ္စရက်တွေကိုလုံးဝလုံးဝမလုပ်ဘဲနဲ့ ဒီ short ဆရာရှိရလေး short လိုက်တာမျိုးကျွန်တော်နည်းပြောချင်တယ်။နောက်ဟိုအရေးကြီးရယ်ဆိုပြီးတော့မှကြိုတင်ကြိုတင်ပြီးတော့ပြင်ဆင်ထားတဲ့အရာရဲ့ဒီကာလမှာအလွယ်လွဲအချို့ချို့တွေဖြစ်တတ်တယ်။အဲ့တော့ကိုကအရေးကြီးရယ်လို့မှန်းထားတယ်ဆိုမြတ်လူမလွဲပဲနဲ့မိမိစိတ်နဲ့ပဲမိမိကိုယ်တိုင်လုပ်ပါလူလွှဲပြီးလုပ်တဲ့ဟရာမျိုးဆိုမိမိကအနှောက်အယှက်တွေဖြစ်တာမျိုးဖြစ်တတ်ပါတယ်။ဒီကာလမှာမွေပြောက်တာမျိုးနောက် ဟိုငွေခိုးခံရတာမျိုးအလင်ခံရတာမျိုးအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပတ်စံငွေကြီးကံကောင်းပြီပြီးအဲ့လိုမျိုးပေါ့နော်ငွေကြီးအကြောင်းမလို့အလင်ခံရတာမျိုးအဲ့လိုမျိုးအဲ့လိုမျိုးတွေဖြစ်တတ်တယ်စိတ်သောကတွေရောက်တတ်တယ်ပေါ့နော်နောက်မမျောလင့်တဲ့ရဝေးရနေပြီးတော့မှသတင်းကောင်းတွေကြားရတတ်ပါတယ်အဲ့ဒါလေးအစီအပြတ်တက်ပါလေပေါ့နော်။နောက်မိမိရှေ့မှာတမျိုးမိမိနောက်ကမှာတမျိုးလူညနေဖုံးတွေအမျိုးမျိုးတတ်ထားတဲ့လူမျိုးတွေကိုဒီလမှာအများအများတွေ့ရတတ်တယ်။အဲ့လူတွေအကြောင်းမလို့မိမိကအဲ့လိုမိမိရဲ့အရေးကြီးရဲ့ ကိစ္စရက်တွေကိုဆုံးရှုံးလို့နေပါဖြစ်တတ်ပါတယ်အကြောင်းဒီကာလမှာလူတွေနဲ့ဆက်ဆံရမယ်ဆိုရင်တော့တိုင်းတလောက်သတိထားဖို့ကျွန်တော်အနေနဲ့အကြံပြုလို့လည်းပြောလို့ပါတယ်နောက်ဒီကာလမှာပေါ့နော်ဒီမိမိကဟိုလုပ်ငန်းအသစ်တွေကိုလုပ်ဖို့မိမိကမိမိရဲ့ရှိနေတဲ့အရာတစ်ခုခုရောင်းချရမယ်ဥပမာမြေတွေခြံတွေမြေတွေရောင်းချပြီးလုပ်ရမယ်ဆိုတော့လုံးဝလုံးဝမလုပ်ပါနဲ့မိပုံမှန်မူမေလေးတစ်ခုလုပ် ဒီချင်းချင်းပြီးလုပ်မှဆိုရပါတယ်သူတပားရှိရနေပြီးတော့ချင်းငားတာမျိုးလုပ်ပြီးတော့လုပ်မှဆိုလည်းအဆင်ပြေတယ်ဒါပေမဲ့မိမရှိရတာတွေကိုရောင်းချမျိုးလုံးဝလုံးဝမလုပ်ပါနဲ့နော်ဒီကာလမှာထီနေပါရင်မထိုးတယ်မပါဘူးရောင်းရမ်းပြီးထီနေပါရင်ပောက်သွားတဲ့အခါကျမိပြကျမ်းမာရေးတွေအလွန်မင်းညံ့သွားတာမျိုးဖြစ်တတ်ပါတယ်နော်မသွားခြင်းနဲ့ခီးစိတ်ညစ်စရာခီးတွေသွားတတ်တယ်အဲ့လိုမျိုးသွားပြီးဆိုတော့အေးအေးဆေးသာသွားပါစိတ်စိတ်တိတ်ရှုပ်နေတယ်ကျွန်တော်အနေနဲ့ပြောခြင်းနေပါနော် ောက်ပြီးတဲ့ခါကျတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အဓိကပါလဲဆိုတော့မမျော်လင့်ဘဲနဲ့အဲ့လိုခွဲစိတ်ခံရဲဝင်ရတဲ့အဖြစ်အပျက်မျိုးကျုံရတတ်တယ်။နောက်ပြီးတော့ခေါင်းကိုက်တာမျိုးဝမ်းလျှော့တာမျိုးနောက်ပြီးတော့အစာမားတာမျိုးဖြစ်တတ်ပါတယ်။အဲ့ဒါကြောင့်ဥစ္စာနိုင်ကြလောက်လေးတတိထားပေးပါလို့ပြောချင်ပါတယ်။ဟိုနောက်ချက်ကြတော့ပါလဲဆိုတော့ အခြေရေးတွေအိမ်တော်ကြီးတွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီ prefect ကဖြစ်ရတာမိမိချစ်တဲ့ချစ်တဲ့သူတွေနဲ့ prefect ကဖြစ်ရတာမျိုးဂျားလူတွေဝင်ရောက်ပတ်သက်တာမျိုးဂျားလူတွေဂျားလူမိမိရဲ့စိတ်အနှောင့်အယှက်တွေဖြစ်ရတာမျိုးဒါမျိုးတွေကြုံရတတ်ပါတယ်အိမ်တော်ကြီးရဲ့အိမ်တော်ကြီးကိစ္စကကြတော့လေအထုံနေတူစားပဲဂျားလူတွေဝင်တာမျိုးဂျားလူဆိုတဲ့နေရာမိမိမိသားစုတွေဝင်တာမျိုးမိသားစုတွေကဝင်ရောက်ပတ်သက်ပြီးမိမိရဲ့အိမ်တော်ကြီးတွေကိုဝင်ပတ်သက်တာမျိုးမိမိမှာပြဿနာမျိုးတွေဖြစ်ရတာမျိုးပေါ့အဲ့ဒါမျိုးတွေကြုံရတတ်တယ်အဲ့တော့ပြဿနာနေနေတယ်ဆိုတော့မိမိရဲ့အခြေအမှအိမ်တော်ကြီးမှာပတိဂျားလူကမခံပါနဲ့ မတူတူကမှဂျားဝင်ကံမှာလဲဂျားဝင်ပြီတယောက်ကဂျားဝင်ပြီဆိုတာနဲ့ကိုမိမိကအနောက်ချက်စဖြစ်ပြီလို့သာသတ်မှတ်လိုက်ပြီးတော့ဗောနော်အဲ့ဒါလေးပတ်သက်ပြီးပြောချင်တယ်နောက်ကကြာပါလဲဆိုတော့ဒီကာလမှာဗောနော်တက်လိုက်လောက်အချိန်လုံးကလုံးဝမဆွဲပါနဲ့လောက်ချာရှိအောင်မြန်မြန်စံစံလုပ်ပါပြက်နာတွေရှင်းရမယ်ဆိုလဲချက်ချင်းရှင်းပါအာနောက်နေ့ဟိုရွှေတီရှိရွှေတွေလုံးဝမလုပ်ပါနဲ့သူတို့ပြောချင်ပါတယ်နော်ဒီလမှာဗောနော်ကျွန်တော်နှစ်ပတ်သက်ပြီးတော့ဒီလမှာဟိုမိမိအခက်ခဲတွေကိုကိုကံကောင်းစေတဲ့ရည်ရည်လေးဗောနော်ပြောရမယ်ဆိုရင်တော့ဒီမိမိမှာရှိနေတဲ့ဒီ ိမှရှိနေတဲ့ဒီအင်းဒီအဟောင်းတွေကိုပန်းတကူပေးတာမျိုးပန်းတကူလောက်တာမျိုးလုပ်ပေးပါနောက်ပြီးတော့အခါကျတော့ရွှေတင်ငန်းကတ်လူပေးပါနော်ရွှေတင်ငန်းကိုတလားတလားကို2ချိန်3ချိန်4ချိန်5ချိန်မကပေါ့ကတ်လူပေးပါစူတောင်းပေးပါကျွန်တော်နေနဲ့ပြောချင်တယ်နောက်ပြီးတော့မမီရဲ့ဒီလမ်းဆောင်လမ်းကွာတွေဈေးတွေမှာရေတံမှုတွေရေတံမှုတွေလူပေးပါကျွန်တော်နေနဲ့ပြောချင်ပါတယ်အားလုံးဒီလမှာအစီအမေချိုးပေးပါစေရလဲကောင်းနေကြရှိကြပါစေအားလုံးပဲစိတ်ဆန္ဒရှင်ကိုကြောက်ပါခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်နေနဲ့ပြောချင်ပါတယ်ခင်ဗျာ